အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတ်သက်တွေအားလုံးမင်္ဂလာပါ Barcelona အသင်းကအခု Club Brugge ရဲ့အဝေးခွင်သွားကန်တဲ့အချိန်မှာတော်တော်ကိုကန်ကောင်းခဲ့လို့ပွဲပြီးမှလုံးဝမရှုံးဘဲနဲ့တမတ်ရပြီးပြန်လာတယ်အခု DRD မှာ Hansi Flick အသင်းရဲ့အဓိကပြဿနာကအိုက်ခန်စစ်ပြဿနာပဲတိုက်စစ်ကဘလို့အကောင်းဆုံးကစားကစားကစားခန်းစပိုင်းတစ်ချက်မှလို့ဟိုက်လိုင်းဖောက်ခံရရင်ဘာဆိုနာရဲ့စတိုရီက same story ပုံစံတူပဲ ကလပ်ဘူးကအဲ့ပုံစံကနေတပွဲတလျှောက်လုံးကိုသူတို့ကြီးဥဆောင်တာသူတို့သွင်းနေဘာဆိုနာကလိုက်ချေတယ်သူတို့သွင်းနေဘာဆိုနာကလိုက်ချေတယ်သူတို့သွင်းနေဘာဆိုနာကလိုက်ချေတယ်ဒါတော့မှနော်ကလပ်ဘူးကပွဲပီကန်ဒီမှာပနယ်တီတလုံးရတယ် white shirts နေကိုကြော်ပြီးတော့တလုံးသွင်းနေအန်ဒရီဒီလာနဲ့ဒါလူကြီးများအဖွဲက foul ဆိုပြီးတော့အခုလုံးကိုဆုံးဖြတ်ချက်ချတယ် foul ကတော့နှစ်ခုလုံး foul ပဲကိုသမားကနည်းနည်းလေးတော့ short ဖြစ်တယ်ဗျဒါပေမဲ့ဟိုလုံးကတော့တိုက်စစ်မှုကို ဒါဘယ်လိုပြောမလဲဖောင်းလုတ်လိုက်တာဘယ်လ်ဒီကဖောင်းလုတ်တာမဟုတ်ပဲဘယ်လ်ဒီချက်တော့ဟိုကောင်းကန်ပြီးတော့ဖောင်းပေးလိုက်ရတယ်ကိုပယ်နတီကိုကန်ဆယ်လုပ်ပေမဲ့နောက်ဆုံးလုံးကတော့နည်းနည်းတော့ဘယ်လိုပြောမလဲဆော့ဖြစ်တယ်ဝိုက်ချက်ချက်စနီကတော့လေလိုက်တာပေါ့လေအဲ့ချိန်မှာဟိုကဖြတ်တားတဲ့အချိန်မှာသူ့ဒူကို slide touch လုပ်ပြီးတော့ဆွဲချသွားတာဆိုတော့အဲ့ဒါက European ပွဲတွေမှာပေးပေမဲ့ Premier League မှာကျတော့ maybe different story ဖြစ်ကောင်းဖြစ်နိုင်တယ်။ဘာလို့ဆိုတော့အင်္ဂလိပ်ဒဏ်လူကြီးတွေဖြစ်တဲ့ကြောင့်လဲ maybe ဒါ VAR ခန်းတဲ့ဒဏ်လူကြီးကတော့တမျိုးပေါ့လေ။ဒါပေမဲ့အဲ့ဒါကကျွန်တော်အမြင်နည်းနည်းလေးတော့ soft ဖြစ်တယ်။ပေးရင်တော့ပေးလို့ရပါလေ။ဂိုးသမားကို area ထဲမှာအပြေဝကာကွယ်ပေးထားတယ်ဆိုရင်စီကန်းရဆိုရင်တော့ဂိုးမပေးတာမှန်ကန်တယ်။ဒါပေမဲ့ဘာဆိုနာကစားပုံဆွဆွဝဝပဲ။ Marcus Rashford ကယမဒီယမနဲ့ Rafinha ကစားတဲ့ပုံစံနဲ့မတူဘူး Rashford က तू ကသူတယောက်ထဲကစားတဲ့ပုံစံကိုသွားတဲ့အချိန်မှာရမက Rafinha နဲ့ကစားရင် Rafinha အတွင်းကိုဝင်လာတဲ့ switch တွေလုပ်တဲ့ link up play တွေတွဲပေမဲ့ Rashford အဲ့လိုပုံစံမရှိဘူးဆိုတော့ရမအတွက်ကသူ့မှာတွဲစရာကဒီအောင်နဲ့တစ်ချက်တွဲရင်တွဲမတွဲရင်ခွန်ဒေးနဲ့တွဲတွဲမတွဲရင်ဖမင်းလိုဘက်စ်ကလာကူတဲ့အခါမှာဘာစလိုနာတိုက်စစ်ကဘာဖြစ်လဲဆိုတော့အရန် prediction ဖြစ်လွန်တယ်ယမားရဲ့လမင်းယမားရဲ့ magical moment တွေကိုတော့မဖန်တီးနိုင်ဘာစလိုနာဘာလို့လို့မရဘူး ဟန်စီဖလစ်ရဲ့ပြဿနာအားလားနောက်တစ်ခုကအခုနောက်ပိုင်းမှာနီးပြားကဒီအဲရစ်ကာစီယာကိုပိုကြိုက်ပြီးတော့ကူဘာစီကိုပြန်အောက်တယ်ဒါပေမဲ့ပြဿနာကဘာဖြစ်လဲဆိုအဲရစ်ကာစီယာနဲ့ကူဘာစီတွဲတွဲရော်နယ်အာရူဟိုနဲ့အဲရစ်ကာစီယာတွဲတွဲအာရူဟိုနဲ့ကူဘာစီတွဲတွဲအဲ့ခံစစ်၃ယောက်အတွဲဟာလုံးဝမငြိမ်ဘူး highlight နိုင်မှာအချိန်ချင်း ခေါ်ပစ်တယ် highlight နိုင်မှာအချိန်ချင်း ဂိုးပေးရမယ့် chance အမြဲတမ်းဖြစ်တယ်ဒီနေ့ club blue ကအဲ့ပုံစံပဲဖြစ်တယ် club blue ကဒီရာဒီ champion league အိမ်ဝင်ကောင်းတယ်နော်သူတို့ရှုံးမွေးမရှိထားဘူးဒါပေမဲ့ barcelona အသင်းနေနေဗျအခု paris saint germain နေ main နဲ့ပွဲတုန်းကသူတို့ရှုံးသွားတဲ့အဲ gonzalo ramos ဆင်းသွားတဲ့အပွဲတုန်းကလည်းအဲ့တိုင်းပဲသူတို့ highlight ပေါက်သွားလို့ hakimi ပေးရင်လည်းပိတ်ခံလိုက်ရတယ်တခါ olympia ကိုပွဲတုန်းကလည်းအဲ့လို similar story ပဲအဲ့လို similar story ပဲဒါပြီးခဲ့တဲ့ weekend တုန်းကလည်းကစားတဲ့ပွဲမှာလည်း အဲ့လိုပုံစံပဲဘာဆိုနာရဲ့ဒီအာဒီပေးရတယ်အခုချန်ပီယံလိသူတို့၄ပွဲကံတယ်၄ပွဲစလုံးကိုးပေးရတယ်ပွဲစဉ်တည်းနျူကာဆယ်ကိုကိုးပေးတယ်ဒါအဲ့ဒါလဲဟိုင်လိုင်းလွတ်ထွက်သွားတယ်ဟိုဘက်ကတကူးသွင်းသွားတယ်ကိုးပေးရတယ်ပွဲစဉ်နှစ်မှာသူတို့ဒါဘယ်လိုပြောမလဲပါရီစင်ဂျာမင်ကိုရှုံးတယ်အဲ့ပုံစံဟိုင်လိုင်းပဲပွဲစဉ်သုံးမှာအိုလံပီယားကိုနိုင်တယ်ဒါပေမဲ့တယောက်ယော့သွားတာပါပဲမဲ့အဲ့ပုံစံပဲဟိုင်လိုင်းပဲအခုလဲဟိုင်လိုင်းပဲဆိုတော့ဟန်စီဖလစ်ဟိုင်လိုင်းဟာပထမရာသီမှာ ပြန်ဘက်တွေတော့ပြဿနာရှိပေမဲ့အခုဒီဒုတိယရာသီမှာခန်းစစ်ကအိုင်ဟိုင်လန်းကိုဟန်ချက်ညီညီတိဆောက်ပြီးတော့ကောက် offside မဖမ်းနိုင်သူကြီးကာလမှာသူတို့ပြဿနာတက်နေမှာဒီနေပွဲလဲဒီတိုင်းပဲယမားမကယ်လို့ရှိရင်ဘာဆိုနာဒီပွဲရှုံးတယ်ဘာဆိုတော့ Ferran Torres ကိုရတယ်ဆိုပေမဲ့အခုအကုန်လုံးကဘာဆိုနာရဲ့ chance ကြီးကအားလုံးကဘယ်လိုပြောမလဲတသိန်းနဲ့တသိန်းကြာမှာ50 50 chance ပဲ 50-50 chance ပဲဘောလုံးနေကင်ထားတယ်76%ကင်ထားပေမဲ့ကိုဘီဟေကင်အလုံးတိုင်းအလုံးတိုင်းမှာ sorry club group အလုံးတိုင်းအလုံးတိုင်းမှာတံပြန်ကောင်တာပေါက်တိုင်းမှာအမြဲတမ်းခံစစ်ကို threat လုပ်ပြီးတော့ white chess ရှင်ကို pressure ပေးတယ်ဒါကဘာဆိုနာရဲ့ story ပဲပွဲစပဲရှိသေးတယ်ကိုဘီရတယ်အဲ့နောက်မှာ10မိနစ်မှာချက်ချင်းပဲ Fran Torres ပြန်ခြေတယ်။ဟိုဘက်ကပထမပိုင်းစက်ခုံမှာအဲ့တခါထက်ဂိုးပေးရတယ်။ဒုတိယပိုင်းမှာယမားပြန်ခြေ။ယမားအဲ့အတွင်းနဲ့လုံအောင်တော့တကယ် quality လုံးပဲ။ ဒီ chart လေးရဲ့ talent နဲ့သူ့ရဲ့အရေးသွေးကတော့ဒါကတော့ချီးကျူးရမယ်ဒါဘာလို့လဲဆိုတော့ तू 1 2ရိုက်သွားတယ်2ယောက်3ယောက်လောက်ကို तू လိန်သွားပြီးတော့မှဖက်ခနဲ့ area လေးဝင်တယ်မှာအตาလေးဒီလို twin သွားတာတကယ် quality ကိုအဲ့လုံးကတော့တကယ်ချီးကျူးရမယ်လုံးဝ credit ပေးရမယ်ကွင်းနောက်ခြေပါကိုရတဲ့3 3လုံးဆိုလဲသူ့ကြောင့်ပဲထုံးစံအတိုင်းဟိုဘက်မှာ belt ဘက်က high line ပေါက်သွားတယ်ဟိုဘက်က twin သွားတယ် ဒါတော့မှနော်ဟိုဘက်နှလုံးသုံးလောက်မကဟိုဘက်က chance ရတယ်ရမပေးလိုက်တဲ့အလုံးကအုံကိုဖြစ်သွားလို့ဘာဆိုတာကန်ကောက်လို့3 3ဖြစ်တယ်ကျွန်တော်ဒါပေမဲ့အဲ့3 3ဖြစ်ပြီးတဲ့အချိန်မှာ penalty incident တစ်ချိန် white chester ကို injury တိုင်းမှာတကိုးသွင်းတယ်အဆုံးသတ်မှာ VR cancel လုပ်သွားတယ်ဒါ overall performance ကိုကြည့်ရင်ဘာဆိုနာအသင်းရဲ့လက်ရှိပြဿနာတွေအားလုံးဟာခံစစ်ပေါ်မှာပုံစံချင် ခံစစ်ကောင်းစနစ်ခံစစ်ကောင်းတယောက်နဲ့ leadership ရှိတဲ့ခံစစ်ခံစစ်လေးယောက်တန်းတန်းလုံးကို offside ကိုအကောင်းဆုံးစီမံဥဆောင်တဲ့ lead လုပ်တဲ့လူမရှိသေးရတော့သူတို့တိုင်ပတ်အောင်ပါတိုက်စစ်ကဥကကသူတို့ blind mount နဲ့ဖားကောက်နေတဲ့ပုံစံဖြစ်ပြီးတော့အခု Ferran Torres ကဟို Lewandowski နေရာကိုပွဲထွက်ခွင့်ရပါမယ်သူလည်းအဲ့လောက်မဟုတ်ဘူး Lewandowski ကြားတဲ့ခါမှာတိုက်စစ်တစ်ခုလုံးကြားတော့မနေ့ကအာကူရတဲ့ ဒန်နီအိုမိုလည်းခိုးမရဘူးဒီခါလေးကျရင် market refuge ကတူးကောင်းနေချီကရမယ်ယမားရဲ့ individual performance နဲ့ share ရမယ်အသင်းလိုက်စုစည်းမှုအလုံးဝမရှိဘူးကွင်းလေက battery မပါတဲ့အခါမှာထိန်းချုပ်မှုအားနည်းတယ်ဒါအဝေးကွင်းမှာ barcelona အသင်းတမတ်နဲ့ဂျင်းနဲ့ရပါမယ်ပွဲပီးကန်ဒီအခြေအနေကနေဆိုရင်တော့အရင်မဆိုးဘူးလို့ပြောလို့ရပြီးတော့ hansi flick အတွက်ထပ်ပြီးအမှတ်ရော့ခဲ့တဲ့ပွဲပါအားလုံးကျေးဇူးတင်ပါတယ်